မင်္ဂလာပါခင်ဗျာအခုဖတ်ပြမယ့်ဝိထုတို့လေးရတော့ထင်တိုင်းအောင်ရဲ့ချစ်တော်ရစ်လုံဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်သူ့ကိုကျွန်တော်ကချစ်စနိုးနှင့်ရစ်လုံဟုခေါ်သည် ကျွန်တော်နှင့်ပတ်သက်လာလျင်အရာရာရစ်တက်လုံရဖြစ်သည်သို့တော်လည်းထိုကဲ့သို့ကြည်ကြမှုရစ်မှုတို့ကို ကျွန်တော်တာယာကချစ်နေမိခြင်းဖြစ်သည်နှကန်းထူထူမျက်လုံးဝိုင်းဝိုင်း ဝါညက်ညက်ပါပြင်တို့နှင့်အတူသပင်အုံထူးထူးကိုပိုင်ဆိုင်ထားသော ရေလုံးသည် ကျွန်တော်ဤဘဝတသက်တာတွင် အမတ်တရအရှိဆုံးသောသူတူဖြစ်လေသည်ရေလုံးကိုမဖြစ်မနေလမ်းခွဲလိုက်ရမှရတော့မည်ဟုဆုံးဖြတ်လိုက်သောနေသည် ကျွန်တော်အတွက်အနာကျင်ရာဆုံးသောအခိုက်အတန့်ဖြစ်သည်ဘသူကများကိုချစ်ရသောချစ်သူကိုလမ်းခွဲပြတ်ဆဲခြင်းမှတက်လေလေ ကိုကြီးဒီတစ်ခါလာရင်တချင်းလေးတွေဒေါင်းလုံးဆွဲလာခဲ့ဦး။သူကတော့ကျွန်တော်သူနဲ့တွေ့ရင်တောင်ငူတို့ရောက်လာမြင်ကြတိုင်းမှားနေကြပြောနေကြစကားများကိုခါတိုင်းလိုမှားနေစေပင်။ဒီလုံးနဲ့ကျွန်တော်စပြီးပတ်သက်ခဲ့စဉ်ကကျွန်တော်ကကြောင်းပြီးအလုပ်ဝင်ခါစအသက်20အရွယ်ဖြစ်ပြီးရေလုံးကတော့19နှစ်သာရှိသေးသည် အသက်အပြင်းတစ်နှစ်နှစ်တလားသာกว่าတော့လဲ သူကကျွန်တော်ကိုကိုကြီးဟုခေါ်သည် ကျွန်တော်တို့နှစ်ဦး Facebook တွင်တငယ်ချင်းဖြစ်ပြီးစကားပြောခြင်းရီးစားဖြစ်ခြင်းနှင့်ရီးစားတက်တန်တစ်ချောင်းလုံးကိုကြီးဟုသာ တွင်တွင်ခေါ်သည့်ရစ်သူလေးဖြစ်သည်ရန်ကုန်သားနှင့်တောင်ကုန်သူတို့၏အချစ်ဇလန်းသည်စွန့်ပြင့်ကြီးနူးစရာကောင်းလွန်နေခဲ့ပါသည်နှစ်လတစ်ခါခန့်ရန်ကုန်မှတောင်ကုန်တို့သွားတိုင်းအမတ်တရများစွာခြံထားခဲ့ကြံခဲ့ကြသည်စံကဲကောင်းကောင်းမစည်းရတော့ ရန်ကုန်သားကျွန်တော်ဤဆိုင်ကယ်နောက်ကိုရေလုံးကကျွန်တော်ခါရေတိုင်းဖက်၍ရွှေဆန်တော်စီဒီကိုတွားကြသည်ဟာဝိုင်ဘီယာဘားမှထိုင်ကြသည် ပတိချောင်းမှတနေကုန်ရေအတူကစားကြသည်ကန်တော်ကြီးအတွင်းရှိစားသောဆိုင်တွင် စိတ်လက်ဖက်ထောင်းကစွန်ပလင်းကြော်နှင့်အတူဘီယာတောက်ကြသည်တောင်ကုန်မှရန်ကုန်သို့အပြန်လမ်းသည်ကျွန်တော်အတွက်ဖြူကပြကကြလမ်းစရိတ်တောင်အနိုင်နိုင်ခြံထားခဲ့ရသောအနေအထားအထိအကုန်အစင်ပြောင်းသုံးကြဖြုံးကြခဲ့သည်ပင် ွမ်းလိုက်တာကိုကြီးရဲ့သူကကျွန်တော်ကိုအားရပါရအတိုင်းဖက်ကသူ့ပါပြင်လှလှနဲ့ကျွန်တော်ရင်ဘက်ကိုထိတွေ့ဂလူကြီးဆဲ၍နေလေသည်ကံတော်ကြီးအနည်းရှိအမီမဖော်လို့သောဟိုတယ်အခန်းနံပါတ်202သည်ကျွန်တော်တို့နှစ်ယောက်ဤနေဗံဘုံဖြစ်သည်ဟိုတယ်ဟူတာခေါ်တွင်တော်လဲတဲကိုကန်တတာရှိနေသည့်ထိုအဆောက်အုံဤအပေါ်ထက်သည် ကျွန်တော်တို့နှစ်ဦးတဲကိုကန်နှင့်တိဆောက်ထားခြင်းဖြစ်လိမ့်မည်ဟုကျွန်တော်ကသူ့ကိုအရှုံးဖောက်ဖူးလေသည် ဟိုတယ်တွင် မနက်စာမကြွေးပါ ထို့ကြောင့်ဟိုတယ်ဘေးရှိစားသောက်ဆိုင်တွင် မနက်စာအစားဖြစ်သည်ရေလုံးကတော့ကြာစံကျော်ဆိုလျင်တပွဲနှင့်တဝက်ကုန်သည်ကြေးဥပွဲကြီးဆိုလျင်လည်းတပွဲကို ပြောင်းနေအောင်စားနိုင်သည်တမင်းစားလျင်လည်းလိုက်ပွဲနှစ်ပွဲခန့်စားသည်သူကြိုက်တတ်သည့်အမေရိကန်တမင်းကျော်ဆိုလျင်ကြက်ပေါင်နှစ်ခုနှင့်စားသည် ထို့သောစားပြီးလျင်လည်းရေခဲမုတ်ကဲမုတ်စသဖြင့်အချိုပွဲကိုဆင့်ကဆင့်ကစားနိုင်သည် လူပုံစံကိုကြည့်လိုက်ရင်ပိမ့်ပိမ့်သေးသေးကလေးနဲ့ထိုမြလောက်စားနိုင်ပြီဟုလုံးဝထင်ကျင်စရာမကောင်းအစာတုံးကတော့သူစားနိုင်တာတွေ့ရလျင် ကျွန်တော်ပြောသည်ကျင်းတတ်သည်ကြီးနူးမိသည် မင်းကလေးတံမဲ့အတိလောက်ထိ အစာပုတ်လွန်းသူလေးကို ကျွန်တော်ကောင်းကောင်းကျွေးနိုင်တာပေါ့ဟုထင်ခဲ့မိသည်ဤစားတတန်းကြလာသည့်အခါတွင်တော့ရေလုံးဤအပြုတ်အမှုနှင့်ဇရိုက်တို့သည် ကျွန်တော်ဘဝရေရှည်လက်တွဲပေါ်မဖြစ်တန်ရာဟုစတင်စဉ်းစားလာမိတော့သည်ဥပမာအဖြစ် သူ့စီကိုကျွန်တော်လာတွေ့တိုင်းကျွန်တော်ခီးဆောင်အိတ်ပတ်စံအိတ်မှန်သမျှကို ရှာဖွေမွေနောက်ကဟိုစစ်ဒီစစ်လုပ်သည် သူကြိုက်ရပစ္စည်းလေးတွေတွေ့လျင်လိုချင်မျက်စိနှင့်ဝယ်ပေးရန်ပူဇော်သည်ပါလာသမျှပတ်စံကို စီမံခန့်ခွဲကအင်ကြီးဝယ်မိမုံဝယ်မိပစ္စည်းဝယ်မိစသဖြင့်အလုံးစုံသုံးရန်ဖြုံးရန်စဉ်းစားသည် တောင်ငူဈေးတစ်ချောက်လိုချင်တာမှန်သမျှပူဇော်တတ်သည်ပတ်စံတော့ဘလောက်ကြံသေးတယ်မလားဘာဝယ်လို့ရသေးတယ် ဆက်သဖြင့်ကျွန်တော်အိတ်ထဲကငွေကိုအလုံးစုံတွက်ဆအမှန်စကသုံးဖြုံးနေတိုင်းကျွန်တော်အုံနောက်ကစဉ်းစားเสียရတွေးเสียရများဖြင့်ပြင့်နှက်နေတော်သည်အဆိုဆုံးကတော့ကျွန်တော်သုံးနေသည့်ဆိုရှယ်မီဒီယာများ၏လျှော့ဝတ်နံပါတ် password များကိုတောင်းကာနှစ်ယောက်အတူတူမျှသုံးရန်တောင်းဆိုခြင်းဖြစ်သည်ထို့မျှလောက်အထိကိုရေးကိုယ်တာဆွတ်ဖတ်မှုဆန်သောအရာကိုတော့ကျွန်တော်လုံးဝမကြိုက်၍ရေလုံးနှင့်ကျွန်တော်စကားများခဲ့ရသည်ကိုကြီးစာကိုရှိသူကို သူ့လိုရာမှန်သမျှမညို့မညင် ဖြည့်ဆည်းပေးရမည်မှာမှန်ပါသည်ပုံမှန်ဝင်ငွေတစ်ခုဖြင့်ယက်ဒီစာပြုနေသူတယောက်အနေဖြင့်လည်းရလုံးဤလူရင်ဆန္ဒများကိုကျွန်တော်တည်တည်ချာချာလိုက်ရောပေးနိုင်ပါသည်သို့တော်လည်းဘဝတစ်ခုတိဆောက်ရန်အတွက်ထိုကဲ့သို့သုံးဖြုံးမိသူနှင့်ဆိုရင်ကောအဆင်ပြေနိုင်ပါမလားဆိုသည့်အတွေးကဝင်လာခြင်းပင်ညီမလေးအလိုလိုရတဲ့ပတ်စံနှစ်သိန်းစုမိထားတာရှိတယ်။အဲ့ဒါကိုကိုကြီးရန်ကုန်ပြန်ယူသွားလိုက် internet hard drive တခုကိုကြီးလိုနေရသိတယ်အဲ့ဒါဝယ်လိုက်နော်နောက်တစ်ခါပြန်လာရင်အဲ့ဒီ hard drive ယူလာခဲ့အင်္ဂလိပ်အခရာ stake ကအရွက်တရွက်လဲဝယ်ခဲ့ကိုကြီးနဲ့ညီမလေးရဲ့နာမည်အမှတ်ကပ်ပြီးတော့အမှတ်တရလက်ဆောင်လုပ်ချင်လို့ရေလုံးသည်သူ့တွင်ရှိသမျှစီးစိမ်တို့ကိုလည်းကျွန်တော်အားပေးရန်ဝင်မလေးကျွန်တော်တွင်ရှိသောအရာမှန်သမျှကိုလည်းသူပိုင်ပစ္စည်းဟုသတ်မှတ်ထားသူလေးဖြစ်သည်ကျွန်တော်တို့နှစ်ဦး၏အချက်ဇလန်းသည် ချစ်နေုံမျှဆိုလျင်ပြဿနာမရှိ ဘဝအတွက်ဟုတွေးလိုက်တော့အခါရေလုံးဤအတုံးအဖြုံကြီးသည့်ဇယိုက်သည် ကျွန်တော်အတွက်အဖုအထစ်ဖြစ်လာခဲ့သည်ဟုဝန်ခံရမိပြီ။ရေလုံးနှင့်ပတ်သက်၍သူ့အမတ်တရပစ္စည်းဖြစ်သော hard drive ကလေးကိုကျွန်တော်သဘောကျ၍အမြဲတမ်းထားပါသည်။ Jet Love ကိုကြီးဟု stay ကကထားသောအစိမ်းမှုရောင် hard drive ကသူ့ဘေးသောအဖိုးတန်ပစ္စည်းတစ်ခုဆိုရမိပြီ။ အတိလောက်ထိပတ်စံသုံးတာကိုကိုမကြိုက်ဘူးရေရှည်ဘလို့အိမ်ထောင်ထိမ့်သိမ့်မလဲဟုအစချီကပုံစံမျိုးစုံဖြင့်ကျွန်တော်ထိန်ခွတ်ကြည့်ပါသေးသည်လူတိုင်းတွင်အာနှက်ချက်ကိုစီရှိကြသည်ရေလုံးဤထိုအာနှက်ချက်ကိုရည်စတဲ့တန်တစ်ချောင်းလုံးကျွန်တော်မပြင်းစင်နိုင်ခဲ့ခြင်းကြောင့်ကျွန်တော်ညံလွန်းသည်ဟုဝန်ခံရပါမည်ရှာနိုင်လို့သုံးနိုင်တာကပြဿနာမရှိဘူးဒါပေမဲ့ကိုလည်းလုံလောက်တဲ့အထိမရှာနိုင်မဖွင့်နိုင်သေးတဲ့အချိန်မှာလိုအပ်တဲ့လိုအပ်တာနဲ့လိုချင်တာကွဲပြားဖို့လိုတယ်လीနော်ဟုကျွန်တော်ပြောတော့ရေလုံးကလက်မခံခဲ့ လူဘဝရခဲ့ပါတယ်ကိုကြီးရဲ့ရတဲ့အချိန်မှာရသလိုသုံးဘဝကိုအကောင်းဆုံးဖြတ်သန်းသူတစ်ပါးမထိခအောင်နေရင်ပြီးတာပဲမဟုတ်လားနောက်ကလာနောက်ကစေသူ့အနေနဲ့သူအဆင်ပြေသွားလိမ့်မယ်လူတွေဟာတွေးပူနေတာနဲ့ပဲလှုပ်ရှင်တာတွေဘာမှမလုပ်ရပဲအချိန်ကုန်လုံးဘဝကူးသွားကြတော့မျောဖို့ကောင်းတယ်ဟုသာဆိုလေသည်သူနဲ့လမ်းခွဲမိဟုကြံရွယ်ကတောင်ငူကိုရောက်သားသည့်နေ့ကခါတိုင်းနဲ့မတူသောနေလေးတစ်နေ့ဖြစ်ခဲ့သည် ခရီးပန်းရွယ်လာနေပြီ နိုးရင်လားမသိတဲခိုရဟိုတယ်ကလေးတို့ရောက်တည်နေကျွန်တော်ဖျားတော်သည်အဖျားကတော်ယုံစေးတောက်ရဲ့မပြောက်ပဲအပူချိန်တိုးလာက တောင်ငူဆေးုံတို့ရောက်သွားရတော်သည်ရေလုံးကကျွန်တော်ဘေးမှာကိုဘက်တိုက်ပြီးဆံပြုတ်ခွန့်ပေးဖြင့်ကျွန်တော်ဇနီးအမျိုးသမီးတယောက်ကလေးလိုပြုစုယူရနေသောအခါလမ်းခွဲเสียပြောရန် ပြင်ဆင်လာသောကျွန်တော်စိတ်တို့သည်အနောက်ကိုဆုတ်ဘရိတ်အုပ်ချင်လာသည်ဟုဆိုရမည်ပင် အတုံးဖြုံကြီးလွင့်၍လမ်းခွဲမိဆိုသည့်အကြောင်းပြောချက်ကတင့်တော်သောအကြောင်းအရာဟုတ်ပါမလားဟုတောင်းတန်တရာဝင်ခဲ့သည်ကျွန်တော်ချစ်လင်အရာရာကိုခွလနိုင်ရမှာပေါ့ဟုလဲစဉ်းစားပြန်တော့အခါအတွေးများရောက်ရက်ခတ်သွားပြန်လေသည်ကျွန်တော်အနာဂတ်ကိုလည်းတွေးဆရအောင်မီကျွန်တော်သည်ဝင်ငွေစရှာနိုင်ပြီဖြစ်သော20ကျော်လူငယ်လေးတူဦးဖြစ်ခဲ့ပြီငွေရှာသလိုပညာလည်းတိုးလို့ရှာမိဘဝအတွက်မိသားစုအတွက်ချစ်ရသူအတွက်လုံလောက်သောပမာဏဖြစ်အောင်ရှာရဖွေရမည် ကျွန်တော်ရီမန်းချက်လန်အတွက်ရေလုံးလိုတုံးဖြောင်းရံအသင်ရှိနေသောမိန်းကလေးမျိုးဘယ်နည်းနဲ့မှအထောက်အပံ့ဖြစ်မှာမဟုတ်သည်မှာတေချာခဲ့ပါသည်ကျွန်တော်သူ့ကိုလမ်းခွဲလိုက်တော့အခါသူ့ကဘာပြိုခဲ့လေသည်တောင်ငူသူကလေးကိုအဆက်အသွယ်ဖျက်ရမခက်ဆိုရှယ်မီဒီယာဖုန်းအားလုံးကိုဘလော့ပစ်လိုက်ရုံသာရန်ကုန်ကို သူမလာတတ်သလိုကျွန်တော်အိမ်လေးစာကိုလည်းသူမသိခဲ့ပါ ကျွန်တော်နှင့်ပတ်သက်၍သူတိတိအတိုင်းတာသည်ကျွန်တော်ကိုခြေရာခံရခက်တော့အရာများပင် ကျွန်တော်နှင့်ပတ်သက်၍အရာရာတိဆောက်ခဲ့သောသူ့အနာကဲ့သို့သည်ရိုင်နှင့်ပြိုကျစိတ်သုံးကုန်တော်သည်ဘယ်တော့မှထိမ်မက်မထားသောလမ်းခွဲမှုဆိုသည့်အရာကိုနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရသောရေလုံးတစ်ယောက်ယူမတက်ခံစားခဲ့လိမ့်မည်ကိုကျွန်တော်တွေးစားကြည့်၍စိတ်မကောင်းဖြစ်လာသည်ဘာပြဿနာမှလည်းကြီးကြီးမားမားမရှိအနာကက်ကိုလည်းအတူတိဆောက်ခဲ့ပြီးမှမထင်မတော့ကျွန်တော်ဆုံးဖြတ်ချက်သည်သူ့အတွက်ပို၍အနာကျင်စေမည်မဟုတ်လားကျွန်တော်ကရောလောကကြီးမှာ ်အုံနောက်နှင့်ဆုံးဖြတ်ရသည့်အခိုက်အတန့်သည်အင်မတန်စိတ်ပင်ပန်းလာသည့်အချိန်ဟုပင်ဆိုရပါမည်ကိုကြီးကိုမိလိုက်ပါခမားလေးဟာကိုကြီးလိုချင်တဲ့တိုက်မဟုတ်လို့ဒီမာရင်ရက်စဲလိုက်ကြစို့ကျေးဇူးတင်ပါတယ်တင်နိုင်အောင်နဲ့ပတ်သက်တဲ့အစာတွေကို www.hdindianeaung.com မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်